တားရီတားကို လောကကြီးအကြောင်းသိဖို့ဂယုဆိုင်ပြီးတော့ကြည့်စေခြင်းနဲ့တားရဲ့မိဘတွေကိုဂယုဆိုင်ပြီးတော့ကြည့်ပါမိဘတွေဒီမကဘူးတားဘေးကလူတွေအကုန်လုံးကိုပါသူတို့ကိုတည်တည်ချာချာကြည့်ပါပပတားရွယ်တုန်းကလည်းဒီတစ်ခုပဲလုပ်ခဲ့တာအရာအလုံးကိုအာယုံဆိုင်ပြီးတော့ဒီလိုလေးကြည့်နေခဲ့ုံလေးတားလူတွေကိုတည်ချာကြည့်ရင်တိလာမှာက ရမောက်ခေကဘာကြီးမှာဖြစ်နေကြပုံစံကခလေးပေါက်စားရွယ်ဆိုလဲရှိတယ်သူတို့မှာအနှီးပြဿနာတွေလူငယ်ဘဝတားတို့ဘဝမှာဆိုရင်လဲဆော့ဖို့ပြဿနာတွေလူပြိုးအပြိုးဘဝဆိုရင်လဲအခြေကြိုက်ပြဿနာတွေတက္ကသိုလ်ကျောင်းသားဘဝဆိုရင်လဲပြဿနာတွေပဲလုပ်ငန်းတွင်ထဲမှာလုပ်ငန်းတွင်ပြဿနာတွေနဲ့ OB ဆိုရင်လဲအိုမင်းမဆွမ်းပြဿနာတွေပေါ့လူတွေဘယ်ချိန်မှာ ျော်ရွှင်နေကြရတယ်လေအဲ့ဒီဆင်းရဲတဲ့လူတွေစိတ်ဆင်းရဲနေကြတယ်ပတ်သက်မရှိလို့ပေါ့ပတ်သက်ရှိတဲ့သူတွေရော စိတ်ဆင်းရဲနေတာပဲအခွန်တွေနဲ့တုံးရမယ့်နေရာတွေနဲ့များပြီးတော့ပညာမတတ်တဲ့လူတွေလည်းစိတ်ဆင်းရဲတယ်ပညာမတတ်လို့ဆိုပြီးတော့အဲ့ဒီလူတွေကိုကြောင်းကိုပို့လိုက်ရင်ကျဲရမှတ်ရလို့ဆိုပြီးတော့စိတ်တွေဆင်းရဲလိုက်မယ်ဖြစ်ချင်းအိမ်တော်မရှိတဲ့လူတွေလည်းစိတ်ဆင်းရဲနေရတယ် တို့ကိုအိမ်အောင်ချပေးလိုက် မပြောဘူးเนาะစိတ်ဆင်းရဲနေမယ်လို့ကလေးမရှိတဲ့လူတွေကိုလည်းကလေးမရှိလို့ဆိုပြီးတော့စိတ်ဆင်းရဲနေရတယ်ကလေးတွေရလာပြီးတော့အတူတူပဲကလေးအတွက်ဒုက္ခတွေနဲ့မပြီးနိုင်တဲ့ဒုက္ခတွေနဲ့လူတွေကစိတ်မဆင်းရဲတဲ့အခြေအနေတစ်ခုခုလောက်ရှိတယ်ဆိုရင်ပြောပြကြည့်ပါဦးအရွယ်အားလုံးမှာအခြေအနေအားလုံးမှာဆိုတော့လူတစ်ယောက်ကဒီလိုတွေးလိုက်တယ် ဘဝဆိုတာဆင်းရဲဒုက္ခပဲတဲ့ပြီးတော့နောက်တစ်ယောက်ကလည်းဖြေထုတ်တယ်စိတ်ဆင်းရဲနေရတယ်ဆိုတာဘာမှမဖြစ်ဘူးတဲ့ဒီလောက်ပဲတဲ့ဘလောက်ပဲခံစားရခံစားရတနေ့နေ့မှာနောက်တစ်ချိန်ကျရင်ရောက်သွားတဲ့ခါကျရင်အရာအလုံးဟာตายရတဲ့နေရာလေးကြီးပဲတဲ့နတ်ပြည်ဒါမှမဟုတ်ရင်နိဗ္ဗာန်ပေါ့မရောက်တော့မရောက်ဘူးသေးဘူးမဟုတ်လားနတ်ပြည်တွေနိဗ္ဗာန်တွေက တိတ်ပြည့်စုံတဲ့နေရာလေးပဲတဲ့အဲ့ဒီနေရာကတိတ်ပြည့်စုံတယ်ဆိုတော့အခုဆင်းရဲဒုက္ခတွေကခံစားနေရတယ်ဆိုတာကနှက်ပြီမှာတာတရားကြီးနေဖို့ပဲတဲ့ဆိုတော့မေးပြီတတ်တည်ရှိလားခင်ဗျားတို့နိဗ္ဗာန်ရောက်နှင့်နေပြီးသွားပြီဆိုရင်ဖြက်လို့ဖြက်စည်းတွေလုံနေပြီဆိုရင်ရောနှက်ပြီကတာရအောင်မှာလားတရားမင်းလို့ပေါ့နော်တရားမင်းကနှက်ပြီရောက်သွားတယ်ရှိနေတဲ့ အတူရာတွေကိုအရက်တွေတိုက်ပြီးတော့နတ်ပြည်ကနေကန်ချလိုက်တယ်အတူရာတွေကလည်းငိမ့်ခံနေမှာထင်လားသူတို့ရဲ့နေရာကိုသူတို့ပြန်တိုက်တယ်ခုထိတော့တိုက်လို့မရသေးဘူးတဲ့ဒါပေမဲ့လည်းနှစ်တိုင်းမိုးချိမ့်တဲ့နေဆိုတာနတ်နဲ့အတူရာတွေရဲ့တိုက်ပွဲဖြစ်နေတဲ့အတန်လေးတဲ့ပုံမြင်ထဲမှာပေါ့နော်ပြောင်းဆောင်အောင်လှုပ်လိုက်တယ်ဆိုရင်ခင်ဗျားတို့ကနတ်ပြည်ကိုအရင်ရောက်သွားတယ်ပြောင်းဆောင်အောင်လှုပ်လိုက်တယ်ဆိုရင်ပြင်ထွက်ကြည့်ပါလား တို့အိမ်လေးကလည်းဘလောက်တာယာလိုက်တာလဲတာရေဒါပေမဲ့အဲ့ဒါကိုပြောင်းဆန်သွားအောင်ဒါပဲလုပ်နိုင်တယ်နေအဖွဲစည်းတွေကနေကြည့်လိုက်မယ်ဆိုရင်ငါတို့ရဲ့ဂျိုပြာကြီးကဘလောက်နေကျင်စရာကောင်းလဲတက်ရှိတွေနဲ့เนาะအဲ့နေရာကြီးကိုငါတို့အချင်းချင်းစစ်တေဖြစ်ပြီးတော့ပြောင်းဆန်အောင်လုပ်လိုက်တယ်ပြီးတော့ဒီထက်ပိုကောင်းတဲ့နေရာသွားကျင်သေးတယ်မိဘတွေကခလေးတွေရှိလို့လဲစိတ်ညစ်နေတာမဟုတ်ဘူး ကလေးတွေမရှိလဲမပြောမရှင်ဖြစ်နေကြမှာပဲဒါနဲ့ပဲကလေးတွေကြောင့်မပြောရှင်တာမဟုတ်ဘူးအိမ်တော်မရှိလို့လည်းမပြောတာမဟုတ်ဘူးကြောင်းကြောင်းလည်းစာရီတင်ရလို့လည်းမပြောတာမဟုတ်ဘူးအလုတ်ကြောင်းလည်းမပြောတာမဟုတ်ဘူးအကြောင်းရင်းကတခုတည်းပဲရှိတယ်လူတွေကကိုကိုကိုဘယ်လိုကင်တွေရမလဲဆိုတာကိုမလေ့လာထားကြဘူးသူတို့ကဘယ်ဟိုပဲပို့လိုက်ပို့လိုက်ဘယ်လိုအခြေအနေမျိုးပါပဲထားထားပြိုလဲသွားကြမှာပဲ သူတို့အလိုရှိတဲ့နေရာကိုဟာကိုပေးလိုက်ဘယင်တပားဖြစ်ချင်တာလားเนาะအာဏာတွေရှိပြီးတော့ပိုင်ဆိုင်မှုတွေအများကြီးနေဆိုရင်ဘဘကြီးပျော်နေမယ်ထင်လားမပျော်မရှင်နဲ့ပဲယာရုနေရာတွေအာဏာရှိသူတွေလည်းဒီလိုပဲစိတ်ဆင်းရဲနေကြတယ်ဒီလိုဖြစ်နေတာဘယ်ပြင်ပအခြေအနေကြောင်မှမဟုတ်ဘူးတေချာတာကတော့တားရီတားကြောင်လည်းမဟုတ်ဘူးသူတို့တွေကကိုကိုကိုအာယုံမဆိုင်မိနိုင်ကြဘူး တို့မူโจရွယ်တဲ့ကနေပြီးတော့စပြီးတော့ဘသူကပထမလဲဘသူကတတိယလဲသူများထဲဘလို့ပို့တောင်းလုံးမလဲဒါပဲတွေးနေကြတာချုပ်တို့ရဲ့စနေကြီးတစ်ခုလုံးတော့နေချင်းညာချင်းပြောင်းပြစ်လို့မရနိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ကိုကျွန်တော်တို့ကတော့ဘလို့မြင်လဲဆိုတဲ့အမြင်တွေကတော့အခုချက်ချင်းပဲပြောင်းလိုက်နိုင်တယ်ဘာကြောင့်သူများထဲပို့တာခြင်းနေရမှာလဲဘာကြောင့်အရေးအကြီးဆုံးကကိုဘွားကို တာယာနေဖို့ကအရေးမကြီးဘူးလားဘဝမှာနေပြောတယ်မြူးကြွတယ်ပျော်ရွှင်တယ်ကိုယ့်ရဲ့ဖြစ်နိုင်ခြေတွေကိုအမြင့်ဆုံးအကောင်းဆုံးအထိလှုပ်ထားနိုင်တယ်ဆိုရင်ဒါကပဲအရေးကြီးဆုံးမဟုတ်ဘူးလားကိုပေးရလူတွေတဲ့တာနေဖို့လိုလို့လားတကယ်လို့ခင်ဗျားကချီးပိုးလို့ဆိုရင်ပိုကောင်းတဲ့ဘေးအကောင်ထက်ပိုကြီးတယ်ပိုကောင်းတဲ့ချီးပိုးလို့ဖြစ်ချင်နေတာပေါ့ဘဝကြီးကိုဒီလိုမမြင်သင့်ဘူးလေဒါကြောင့် ဘသူဆင်းရဲဒုက္ခကိုမှကိုကြောင့်ဖြစ်နေတယ်လို့လည်းအပြစ်မတင်နိုင်နဲ့သူတို့ကဒီလိုပဲလေ့ကျင့်ထားကြတာအများစုက မပြောမရှင်းဖြစ်တဲ့နေရာမှာဝါရင်ပြီးတော့ဂျိုးတက်နေကြပြီသူတို့ကရည်စရာပြောရတယ်ဆိုရင်ငရဲပြီသွားဖို့လေ့ကျင့်နေကြတာငရဲပြီကတော့မှဒီဒုက္ခတွေတဲ့စိတ်ပင်ပန်းမှုတွေတဲ့ပိုကောင်းမယ်လို့ထင်နေကြပြီဟိုမှာနေသားတကြဖြစ်အောင် အခုတည်းကလေ့ကျင့်နေကြတာသူတို့ကိုသူတို့ဒီမှာဒုက္ခအဝေးကြီးလို့ခံယူနေပြီးတော့ပေါ့လူတယောက်ရဲ့စိတ်ဆင်းရဲဒုက္ခအတွက်တော့ကိုကိုကိုဒါဘယ်တော့မှအပြစ်မတင်လိုက်နဲ့ကိုဘာလုပ်ပေးနိုင်မှာလဲသူတို့ရွေးထားတာလေသူတို့ရဲ့ကိုပိုင်ရွေးချယ်မှုပါဟုတ်လားကျွန်တော်ဘာလုပ်ပေးလို့ရနိုင်မှာလဲလွယ်ကူတဲ့အခြေအနေတွေခက်ခဲတဲ့အခြေအနေတွေကိုတော့ကျွန်တော်တို့ဖန်တီးပေးနိုင်တယ် ဆင်းရဲဒုက္ခခံစားမှလားမခံစားဘူးဆိုတာကတော့ဒါရဲ့အမြင်ပဲဒါကဒီတစ်ခုကိုဆင်းရဲဒုက္ခလို့တွေးမှလားစိန်ခေါ်မှုလို့တွေးလိုက်မှလားအမြင်ပေါ်ပဲမူတည်တယ်လေနော်ဆူတောင်းပေးပါတယ်ဒါပေမဲ့ဒါကိုယ်တိုင်ပဲစိန်ခေါ်မှုတွေလို့မြင်နေမှရမယ်စိန်ခေါ်မှုတွေကိုနှစ်တက်မလားဆင်းရဲဒုက္ခတွေဆိုပြီးတော့ဒုက္ခတွေကိုခံစားမလားဒါနဲ့ပဲဆိုင်တယ်အဆင်ပြေကြလား ဘာကြောင့်လဲဆိုတော့ကျွန်တော်မြင်နေကပြင်ပအရာတွေကဘလောက်ပဲစီမံထားစီမံထားဆေးဆင်းရတဲ့သူတွေကတော့အားလုံးကဒုက္ခတွေပါပဲနေကမျက်မှန်ကြီးတက်ပြီးကြည့်လိုက်ရင် အမြဲတမ်းမိုးအုပ်နေမှာပဲအမေရိကန်ကိုကြည့်လိုက်ပါလူတိုင်းရဲ့အိမ်မက်ထဲမှာမျောလင်းလို့မရနိုင်တဲ့အခြေအနေတွေအကုန်လုံးအမေရိကန်နိုင်ငံသားတွေပိုင်ဆိုင်ကြတယ်စိတ်တောင်မကူရဲဘူးဆိုတော့ခင်ဗျားစိတ်မကူရဲဘူးတားစိတ်မကူရဲဘူးဆိုတော့အနေထားတွေသူတို့ကရှိတယ်ပိုင်ဆိုင်ထားတယ် သူတို့ပျော်ရွှင်မြူးတူးနေရတာစီမံမှုတွေလှုပ်ထားတာပြည်သူနေပြီဆိုရင်တော့မှအဲ့ဒီလူဦးရေ42ရာခိုင်နှုန်း45နှစ်ကျော်တွေကစိတ်ကြမ်းမာရေးဆေးတွေမှုဝဲနေရတယ်တဲ့ထေကြတယ်ဒါဆိုရင်တော့ပျော်နေလို့မဟုတ်ဘူးစိတ်ကြမ်းမာရေးတော့အဆင်မပြေတော့ဘူးဆိုရင်လေပြင်ပအခြေအနေတွေကိုပြုပြင်ထားရုံနဲ့ဘဝကပြုပြင်ပြီးသားဖြစ်မသွားဘူးကိုယ်အတွင်းထဲကိုလည်းစီမံပြင်ဆင်ထားဖို့လိုတယ်သူတို့တွေခင်ဗျားကို ငရဲလိုနေရာကိုပို့လိုက်တယ်ဆိုရင်တော့ပျော်ပျော်ကြီးတွားနိုင်ဖို့ပေါ့မြတ်စွာဘုရားကိုစဉ်းစားကြည့်ပါ သူနတ်ပြည်မှာသူတပည့်တွေကနတ်ပြည်ရောက်ကြောင်းနေအလှူတွေလှုပ်ပြီးနတ်ပြည်ပို့ဖို့ဆိုပြီးတော့တရားတွေဟောနေတဲ့ချိန်မှာ သူကိုယ်တိုင်ကတော့နတ်ပြည်ကနေဆင်းလာတယ်ဘရင်သားဘုရားနေပြီးတော့စွန့်လွတ်ပြီးတော့ကျုပ်ကတဲ့နတ်ပြည်မှာဘာမှလှုပ်ပေးစရာမရှိတာတဲ့သူတို့ตายရနေတာပဲတဲ့အောက်ကလူပြည်မှာ ဒုက္ခရောက်နေတဲ့လူတွေအများကြီးရှိတယ်အဲ့ဒီနေရာကိုသွားမယ်ဒုက္ခရောက်နေတဲ့လူတွေနဲ့တသားတည်းနေပြီးတော့အဲ့ဒီလူတွေကိုဒုက္ခအနေလွတ်အောင်ဆိုပြီးတော့လမ်းပြမယ်တဲ့ဒါပေမဲ့သူကအဲ့ဒီဒုက္ခတွေကိုခံစားရတာဆင်းရဲဒုက္ခတွေစိတ်ဆင်းရဲမှုတွေကိုမခံစားရဘူးလေချုပ်ကိုချုပ်ပြောင်းလဲစီမံပြီးသွားပြီတဲ့ဓမ္မကျမ်းစာထဲမှာတော့ဗုဒ္ဓကလူပြည်ကိုဆင်းလာတယ်ဘရင်သားဘဝနေပြီးတော့တပိတ်ပိုက်ပြီးတောင်းစားတယ်မင်းစီမာရော ဒီလိုမျိုးဘယ်အခြေအနေရောက်ရောက်ဆိုတဲ့လွတ်လပ်မှုမျိုးကတော့ရှိတင်တယ်ဒုက္ခတော်ထဲမှာလို့သူများအထင်နေနေတာမှချမ်းမြေ့ပျော်ရွှင်နေတာမျိုးမကန့်ညိတဲ့ဒုက္ခတွေမကန့်ညိတဲ့အမြင်မျိုးဘယ်သူမှနတ်နတ်ပြည်ဘရင်သားဘဝမှာထားเสียမလို့တဲ့သူတွေကိုအဲ့ဒီလူတွေထက်ပိုပြီးတော့ပျော်ရွှင်ချမ်းမြေ့မှုမျိုးအဆုံးအမတစ်ခုရှိတယ်ကိလေသာနှုန်ထဲမှာ ဖြတ်လျှောက်လာပြီမဲ့တဲ့။နုံမကန့်ကြည့်တဲ့ကြာပန်းလို့တဲ့။တကယ်တော့ကိုယ်စိတ်ကိုကိလေသာတွေနဲ့အညစ်အကြေးတွေနဲ့ဒီကြားထဲမှာနေနေပေးမဲ့လေမကန့်ကြည့်အောင်နေထားနေနိုင်နေဆိုတာကကိုယ့်ရဲ့အတွင်ထဲကိုပြင်ဆင်ထားပြီးသားမို့လို့ပဲမဟုတ်ဘူးလား။ကိုယ့်ဖြစ်တည်မှုကိုကိုမြင်ပြီးတော့မပြိုင်ဆိုင်ပဲနဲ့ပျော်ပျော်ကြီးနေတတ်အောင်နှလုံးသွင်းနိုင်ပါစေလို့ဆန္ဒပြုပါရခင်ဗျာ။ ဆက်ဂူရူရဲ့ဗီဒီယိုကိုကိုးကားထားတာပါခင်ဗျ။ချမ်းမြေ့ကြပါစေ။လောကကြီးမှာရွှေရွှင်ချမ်းမြေ့တဲ့အမြင်တွေနဲ့ဖြတ်သန်းနိုင်ပါစေခင်ဗျာ။ကြည့်ပေးတဲ့အတွက်ကျေးဇူးပါ။